အမေရိကန်ရဲ့စီးရင်လှုံ့ဆော်မှုတွေကိုစိုးရိမ်မှုမြင့်တက်နေတဲ့ကြားထဲဗင်နီဇွဲလားသမ္မတနီကိုလတ်စ်မာဒူရိုကကျွန်ငိမ့်ချမ်းရေးကိုပယ်ချလိုက်ချိန်မှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဗင်နီဇွဲလားကိစ္စကိုဆွေးနွေးဖို့ဒဇမတရက်က၎င်းရဲ့ထိတ်တန့်လုံခြုံရေးတာဝန်ရှိသူတွေကိုသမ္မတယုံကိုဆင့်ခေါ်ခဲ့တယ်လို့သိရပါတယ်ထရမ့်ကကာရေဘီယံမှာအင်အားကြီးမားတဲ့ရေတပ်ဖြန့်ကျက်မှုတွေလှုပ်ဆောင်တာ၊မွေးရည်စေဝါတင်ဆောင်တယ်လို့ယူဆရတဲ့အရေးရင်တွေကိုတိုက်ခိုက်မှုတွေလှုပ်ဆောင်တာ ဗင်နီဇွဲလားရေပိုင်နက်ကိုရှောင်မို့ပြင်းထန်တဲ့တရီပေးမှုတွေလှုံ့ဆော်ခြင်းအဖြစ်ဖိအားပိုပြီးလာချိန်မှာတမရကလုံခြုံရေးတာဝန်ရှိသူတွေကိုခေါ်တွေ့မဲ့အနေအထားဖြစ်လာတာဖြစ်ပါတယ်။ဗင်နီဇွဲလားကိစ္စတခြားကိစ္စတွေနဲ့ပတ်သက်လို့တမရကသူ့ရဲ့အမျိုးသားလုံခြုံရေးအဖွဲ့ကိုခေါ်တွေ့မယ်ဆိုတာအတည်ပြုပါတယ်လို့အေဖီရိုသတင်းပြန်ကြားရေးဝန်ကြီးကာရိုလိုင်းလီယာဘက်က AFP သတင်းတောက်ရဲ့မေးမြန်းမှုကိုဖြေကြားခဲ့ပါတယ်။ ဗင်နီဇွဲလာနဲ့လာချီတင်းမာမှုတွေရှိနေခဲ့ပြီးတဲ့နောက်ထရမ့်ကပြည်သက်ဆုံးဖြတ်ချက်ချမချဆိုတာကိုမိမိမပြောနိုင်ဘူးလို့လီယာဘက်ကပြောကြားခဲ့ပါတယ်။အမျိုးသားလူကြုံရေးတာဝန်ရှိသူတွေကိုသမရကခေါ်တွေးမဲ့ကိစ္စနဲ့ပတ်သက်ပြီးလည်းမိမိအသေးစိတ်မသိရှိကြောင်း၎င်းကပြောပါတယ်။အမေရိကန်စစ်သားတွေကိုဗင်နီဇွဲလားမှာကုန်းပြေပေါ်မှာစစ်စင်ရေးလုပ်ခိုင်းမဲ့အလားအလာကိုတော့သူကပယ်ချခြင်းမပြုတာဖြစ်ပါတယ်။